စိတ်ချမ်းသာလေဟိုတကယ်တယောက်နဲ့တယောက်ချင်းချင်းနာနာလေးနဲ့လေတယောက်နဲ့တယောက်ချစ်ဖို့ဆိုတာမလွယ်ဘူးလေအခုလိုအချိန်နေမျိုးကြီးမှာတယောက်နဲ့တယောက်လူတွေကမုန်းမဲမုန်းနေကြတာတခုခုဆိုမုန်းနေပြီပဲကောင်းတာဘူးမပြောဘူး အဲ့ကောင်းအောင်ပြောဖို့ချစ်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်အဲ့ကြောင့်သူတို့ချစ်ချစ်ကင်ကင်လေးနဲ့ချင်းချင်းနာနာတယောက်နဲ့တယောက်တွေ့တာလေးတွေအကောင်းဆုံးကတော့တယောက်နဲ့တယောက်သက်စာရှိကြပါသက်စာရှိရှိနဲ့လက်တွဲကြပါလို့ပြောချင်ပါတယ် There goes my heart တော်တော့အင်းကတော့ရုပ်ရှင်သရုပ်ဆောင် လုပ်ခဲ့ပါတယ်ကိုတာထက်ပါဒီအခုကတော့ဒီကားလေးကိုကျွန်တော်ကိုရိုင်းဇလန်းရေးပြီးတော့ဒါရိုက်တာလုပ်ထားတဲ့ကားလေးအခုမှအဲ့လိုအစမပြေတဲ့ဘဝတစ်ခုရှိခဲ့တယ်ဆယ်စုနဲ့တစုလောက်ကအဲ့တုန်းကအခုအလုပ်လုပ်ငန်းလေးတစ်ခုသွားလုပ်ရင်းနေပေါ့ဆက်သွယ်ရေးလုပ်ငန်းလေးသွားလုပ်ရင်းနေအဲ့ရွာတရွာလေးရောက်သွားလို့အဲ့ရွာလေးမှာအကိုကအဲ့ရွာကိုရောက်သွားရင်အဲ့ရွာမှာဖြစ်လာတဲ့ဖြစ်တည်တဲ့အားလေးကိုကဇလန်းလေးဖွဲ့ပြီးတော့ရိုက်ဖြစ်သွားတာ င်မရာလေးပိတ်အမှန်ဆိုရင်တော့ကျွန်တော်တို့ကနာမည်ကြီးမင်းသားမင်းသမီးတွေဟိုအိုက်တာကြီးတွေပါရင်တော့အိုက်ပါတဲ့အတွက်ကြောင့်တော့အိုက်တာကြီးတွေကျွန်တော်ထည့်ရမှာပေါ့နော်ဒါမဲ့ဟိုကျွန်တော်ထည့်ချင်တာကြီးလည်းအရင်များနေတယ်ပေါ့နော်ထည့်ချင်တာကြီးလည်းအရင်များနေတော့နောက်ဆုံးကျွန်တော်ပေးစင်ရင်းနဲ့ message ကိုပဲကျွန်တော်ပေးလိုက်တဲ့သဘောပေါ့နော်ဟုတ်မပါဘူးခင်ဗျကျွန်တော် director တည်တန်းဇလန်းနဲ့ director တည်တန်းဟုတ်ဟုတ်ကဲ့ဒါကတော့ director ပြန်ပြီးတော့ရှိတယ်အဓိကမိုင်းဆုံးမဲ့သူစားလည်းဖြစ်တယ် မကြီးကတော့ထုံးစံတိုင်းပဲအော်မယ်ငေါ့မယ်သူကအဲ့လိုပဲအဲသူကလည်းချက်ချင်းပေါ့နော်ချက်ချင်းပဲသူအဲ့လိုမျိုးရုပ်ရှင်ရိုက်တဲ့ခေကြရင်မလာတော့ဘူးလို့ပါလို့လောက်တာလေအဲ့လိုဖြစ်မလာတော့ဘူးဆိုကျွန်တော်ဇုတ်လောက်တာကျွန်တော်လည်းအဲ့လိုမြမကြီးလာလို့လာရမယ်ပေါ့နော်အဲ့သူကကြည်ကြတယ်ပြန်ပြီးတော့သူလာတဲ့ခီးကလည်းဝေးတယ်ဝေးတော့လေအဲ့ဝေးတဲ့ခါကျတော့သူကတနာကြီးလောက်သူကားစီးလိုက်ပြီးလာရတာညဘက်ကအရန်မောင်းတယ်ကျွန်တော်၁၇နှစ်ကျော်၁၇နှစ်အထိရိုက်တယ်နေဆက်ဒေသမှာအဲ့လိုရိုက်ဖို့ဆိုတော့မလွယ်ဘူးဆိုတော့အဲ့သူလာရင် သူ့တော့ခေါ်လို့ချင်းတော့ခေါ်မှလာခေါ်မှရိုက်မယ်ဆိုကြည်ကြအဲ့ကျွန်တော်မှတခါရှူတင်ဖွဲ့ထားပြီးတော့သူ့ကိုခေါ်ပြီးတော့ရိုက်ရတယ်အဲ့ဒါတန်ကင်းတွေကတော့တော့တော့ပဲမမကြီးကြည်ကြရတယ်တော်တော်ခံခဲ့ရတယ်မကြီးရတယ်အစရရလို့ကြည်ကြရတာပဲအကုန်လုံးကြည်ကြတာလေဟုတ်ကဲ့ဟုတ်တာကြာကင်းပေါ့ဒါနောက်ဆက်ဆိုလို့ရှိရင်ဒါမကြီးရဲ့ဒီမှာလည်းသူ့ပြစ်နေတာဟုတ်ဟုတ်ကဲ့ဟင်းဝီရန်နဲ့တော့ရုပ်ရှင်တကားမှမရက်ခဲ့ဘူးသူတို့ကတော့ဟိုသူတို့မိဖားတွေ မိပါတွေရနေပြီးတော့မင်းသားတင်မြောက်ပြီးတော့ရိုက်ခဲ့တဲ့ကလေးလေးပေါ့နော်အဲကောင်းမီရယူဒါမဲ့သူ့တားငယ်လို့ခေါ်တယ်လို့ပြောတယ်တော်တော့တားငယ်ကသဘောအရန်ကောင်းတယ်လို့တော့ပြောတယ်အခုနဲ့တော့ရုပ်ရှင်တစ်ခါမှတော့မရိုက်ခဲ့ဘူးသူ့ကိုကြည့်လိုက်တော့လေသူကတော့တကယ်မင်းသားလေးတွေပါပဲချွတ်ချော်မော်မော်နဲ့ချွတ်ချော်မော်မော်လေးတွေသူတို့ရဲ့ဘဝကံတရားလေးတွေကောင်းပါတယ်ဟိုစိုးပြင်းနေလဲကူမရိုက်ဘူးစိုးပြင်းနေတဲ့နေလဲတစ်ခါမှမရိုက်ဘူးပေါ့နော်ဒါမဲ့နင်းနှောက်ကြမယ်ထင်တယ်စိုးပြင်းတွေကနင်းနေရိုက်တာလေနင်းနှောက်ကြမယ်ထင်တယ်ဆိုတော့သူတို့အခုတို့တွေ့တော့သူတို့နှစ်ယောက်ကိုမြင်ရတာလေစိတ်ချမ်းသာတယ် ဟိုတကယ်တယောက်နဲ့တယောက်ချင်းချင်းနာနာလေးနဲ့လေတယောက်နဲ့တယောက်ချစ်ဖို့ဆိုတာမလွယ်ဘူးလေအခုလိုအချိန်နေမျိုးကြီးမှာတယောက်နဲ့တယောက်ဒူရီယာမုံမဲမုံနေကြတာတခုခုဆိုမုံနေပြီပဲကောင်းတာဘူးမပြောဘူးအဲ့ကောင်းအောင်ပြောဘူးချစ်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်အဲ့ကြောင့်သူတို့ချစ်ချစ်ခင်ခင်လေးနဲ့ချင်းချင်းနာနာတယောက်နဲ့တယောက်တွေ့တာလေးတွေအကောင်းဆုံးကတော့တယောက်နဲ့တယောက်သက်စာရှိကြပါသက်စာရှိရှိနဲ့လက်တွဲကြပါလို့ပြောချင်ပါတယ် There goes my heart beating Cause you are the reason I'm losing my sleep. Please come back now. ကျွန်တော်နည်းနည်းတော့မှန်းတိုင်းပြောရရင်တော့တိတော့တိနေတယ်ပြာကျွန်တော်လူပညာသမားရှင်ကြီးဆိုတော့လေသူတို့သူတို့ရရင်မိတယ်ပေါ့ဟောသူတို့တွေလို့သမီးစားတွေလာမသိဘူးပေါ့နော်အဲ့လိုတွေတော့ရရင်မိတယ်အဲ့တော့ तू ကလည်းအေးဟင်းဝင်ရံနဲ့ဆိုပြသင်ရံနဲ့တော်တော်ရိုက်တယ်ပြာဇက်ကားထဲမှာ तू တော်တော်များများရိုက်တယ်လို့ကြားဘူးလေအဲအဲကျွန်တော်တွေ့ဘူးတယ်ပေါ့နော် ဲ့ချိန်မှာကျွန်တော်တို့ကမင်းသားလို့2012 73ဆိုတော့ရက်ဖြစ်တော့အဲ့ဒါရက်ရက်ရက်မြင်တော့ဝမ်းသာပါတယ်ဟုတ် The look that's on your face I think you feel သမားအရှင်ချင်းရေရှည်လက်တွဲကိုမလွယ်ဘူးဗျတတော်မလွယ်ဘာကြောင့်လဲဆိုတော့အပြင်မှာကြည့်ရင်လည်းမလွယ်ဘူးပြင်မှာကြည့်ရင်လည်းမလွယ်ဘူးဆိုတော့အပြင်ကိုအပြင်ပိုင်းကြည့်မယ်ဆိုရင်လည်းတေးကြတယ်လေမင်းသားမင်းသမီးအဲ့လိုမျိုးရတ္တပံပေါင်းတဲ့တော်တော်ရှားပါတယ်ဒါကြောင့်ကျွန်တော်စောစောကပြောသလိုပဲတယောက်ပေါ်မှာတယောက်နားလေပြီးတော့တက်စာရှိဖို့လိုတယ်ပေါ့နော်တက်စာရှိတယ်တက်စာတရားလောက်ကောင်းတဲ့မြတ်တာတရား တဆတရားနော်ဒီတဆတရားတော့ကောင်းတဲ့အကျင့်တရားမရှိဘူးဒါကြောင့်တယောက်နဲ့တယောက်တဆရှိဖို့လိုတာပါတဆဆိုတာမှန်ကန်တာလေမှန်ကန်မှုလိုတာပါနော်အဲ့တော့ຢာတပ်ပံယူမြေကြတယောက်နဲ့တယောက်တဆရှိပြီးတော့မမှန်ကန်ကန်နဲ့ကောင်းကောင်းမွန်မွန်နဲ့ဘဝတစ်ခုကိုရှောင်လန်းနိုင်ပါစေလို့ဆုတောင်းပါတယ်